ပြည်အောင်စွန့်ချက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့အဓိကအမာခံတအူးဖြစ်တဲ့ဗဟုအတိုင်းမြင်ကန်ဦးအောင်တောင်ရဲ့ဇာပနာကိုဇွန်လ29ရက်နေ့နနက်ပိုင်းကရေဝေးတုတ်တမပြုလုပ်ခဲ့ပါတယ်။အဆိုပါဇာပနာကိုပြည်အောင်စွန့်ချက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးထေဦးလေယာစိုက်ပျိုးရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနပြည်အောင်စွန့်ဝင်ကြီးဦးမြင့်လိုင်နဲ့မိသားစုဝင်တွေလိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ဥအောင်တောင်းကိုရေဝဲတုတ်တန်ရဲ့မီးတကြိုဆက်ပြီးမှမီးရှို့တကြိုခဲ့ပြီးအရိုးနဲ့ပြားတွေကို၎င်းရဲ့မွေးရဲ့တောင်တာမျိုးကိုပြန်လည်တည်ဆောင်သွားမှာဖြစ်ပါတယ်။ သူ့ရဲ့နာရီကိုဒုတိယသမ္မတဦးညံထွန်းပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်တမတော်ကာကွယ်ဦးစည်းချုပ်ဘိုးချုပ်မူကြီးမြောင်လိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့တခြားအရာရှိစီးပွားရေးလုပ်ငန်းရှင်တွေကလွမ်းသူပန်းခြင်းတွေပို့ဆောင်ခဲ့ကြပါတယ်။ဥအောင်တောင်းဟာဇွန်လ23ရက်နေ့နနက်ပိုင်းကစင်ကာပူမှာဆေးကုသမှုခံယူနေစမှာကွယ်လွန်ခဲ့ပြီးဇွန်လ24ရက်နေ့မှာဒေါအောင်ဆန်းစုကြည်က တိုင်မြွနယ်မှာရှိတဲ့ဦးအောင်တောင်ရဲ့နေအိမ်ကိုသွားရောက်ပြီးအပိစကားပြောကြားခဲ့ပါတယ်။ကွယ်လွန်ချိန်မှာ အသက်85နှစ်ရှိပြီလို့သိရပေမဲ့လည်းနာရီကိုလိုက်ပါပို့ဆောင်တဲ့မော်တော်ယာဉ်တွေမှာတော့ဦးအောင်တောင်အသက်86နှစ်လို့ရေးသားထားတဲ့စာရွက်တွေကတ်ထားခဲ့ပါတယ်။ဦးအောင်တောင်ရဲ့အလောင်းကိုနိုင်ကူညီမှုအသင်းရန်ကုန်ကအလောင်းတည်ရင်နဲ့ရေဝဲသုံးတံကိုပို့ဆောင်ပေးခဲ့ပြီးအဲ့ဒီမော်တော်ယာဉ်ကိုနိုင်ကူညီမှုအသင်းရန်ကုန်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ဒေါ်ရွှေစည်းကွက်ကမောင်းနှင်ပေးခဲ့တာဖြစ်ပါတယ်။